ဇက်30နဲ့အင်္ဂလိပ်စာအောက်တက်ကြအောင်လုပ်မယ့်အစီအစဉ်မှာကျွန်တော်တို့ day six ကိုရောက်လာပြီအဲ့တော့ဘယ်လောက်တက်သွားပြီလဲကိုကိုစမ်းစစ်ဖို့အတွက်ကျွန်တော်ဇာတ်ဖော်လေးတစ်ခုချထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာတွေတင်နေတယ်လဲ day 30ပြင်ဘယ်လောက်ရနိုင်လဲဆိုတော့ခမန်းလို့ရအောင်ဇာတ်ဖော်လေးနဲ့အရင်လေ့လာရအောင်ကျွန်တော်တို့ဒီအပိုင်းလေးတွေကိုတင်နေတယ်မနေ့ကဆိုရင်လည်းနေရာနဲ့ပတ်သက်ပြီးတော့ရေးကြတယ်ပေါ့နော်အဲ့ဒါတွေကဘယ်လိုအသုံးဝင်ပါလဲအားလျော်ကြည့်ဖို့အတွက်ဇာတ်ဖော်လေးတစ်ချက်ကြည့်လာအောင်အင်္ဂလိပ်စာရဲ့စီစဉ်ပုံတွေထဲမှာအခြေခံအကြောင်းစီစဉ်ပုံကိုပြောမယ်ဆိုရင် subject verb object ပြီးရင် place လို့ခေါ်တဲ့နေရာပြီးရင် time လို့ခေါ်တဲ့အချိန်ဒါရေပုံကအကြဆုံးစီစဉ်ပုံပဲ subject ကိုမှတ်ထားရမှာကပြုလုပ်သူဘာမှတရားမှာဆိုရင် cutter လို့ခေါ်တယ်မှတ်ထားနော်ပြုလုပ်သူ verb ကတော့ဗာလဲဆိုရင်ကရိယာလို့ခေါ်တယ်ပြုနေတာဖြစ်နေတာရှိနေတာဒီကော verb ပဲအခုသွားတာလာတာစားတာတောက်တာအခုဆရာစာသင်နေတာစာသင်သည်နော်ဒီနဲ့ဆုံးတယ်များတော့ဖြစ်ဟုတ်မိတ်ဆွေတို့အတင်းယူနေတဲ့လမ်းလာတွေကြည်နေကြသည်ဒါဒါတွေက verb လို့ခေါ်တယ် အဲ့တော့ခံရတဲ့ဟာဒီ subject ကပြုတ်လို့တယ်ဆိုရင်ပြုတ်တော့ခံရမယ်သူကံလို့ခေါ်တယ်မြန်မာတရားမှာသူ့တော့ခံရသူပဲဆရာရေးထားမယ်ပေါ့နော်ဟုတ်ပြီ place ဆိုတာကတော့နေရာလာမယ်ဒီကိစ္စဘယ်နေရာမှာဖြစ်တာလဲဆိုရင်နေရာလာမယ် time ကတော့ဘယ်အချိန်မှာဖြစ်တာလဲဆိုရင်ဟာလာမယ် precision မုံလေးကနေရာပြီးမှအချိန်ပြုတ်တဲ့သူလာမယ်ဘာလုပ်လဲဆိုတာပါမယ်ပြီးရင်ပြုတ်ခံရတဲ့သူပါမယ်ပြီးရင်နေရာအချိန်ဒီပုံစံလေးစီရတယ်ဒါအချိန်ကကြာလုံးစာကြောင်းတိစောက်ပုံမှာအဲ့တော့စာကြောင်းကြောင်းရေးမယ်ဆိုရင်ကဲသူမဒီပေါ့နော်သူမဒီ သူမဤအိမ်သာကိုအခန်းထဲမှာညဘက်တွင်ပြုလုပ်သည်အဲဒီစာကြောင်းကြောင့်ကျွန်တော်ရေးမယ်အဲ့တော့သူမသည် တပိုင်းသူမဤအိမ်သာကိုအခန်းထဲမှာညဘက်တွင်ပြုလုပ်သည်သူမသည်ဆိုတာလုပ်တဲ့သူဆိုတာ subject ထဲမှာထည့်ရမယ်အဲ့တော့သူမသည်ဒေဝမှာပါတယ် subject pronoun သူမသည်ကိုမှတ်မိသေးလား she ဟုတ်ပြီနော် ် subject ပြင်သူမ၏အင်္စာကိုဆိုတဲ့ဟာကိုသွားရေးလို့မရဘာကြောင့်လဲသူမ၏အင်္စာဆိုတာပြုလုပ်ခြင်းကိုခံရတဲ့ object အင်္ဂလိပ်စာမှာ subject ပြင် object မလာဘူးဘာလာလဲဆိုရင်ကရိယာလာတယ်ဘာလုပ်တာလဲဆိုတာလာတယ်ဟောဘာလုပ်တာလဲပြုလုပ်တာအဲ့ verb ကိုရေးရတယ်ပြောချင်တာ subject ပြင် verb ဆိုတာကမြန်မာစာကြောင်းရဲ့နောက်ဆုံးအလုံးဖြစ်တဲ့ verb ကိုပြုလုပ်ခြင်းဆိုတာကိုယူရအောင်မှာဆိုတော့ subject ပြင် verb လာမယ်ဟိုသူမဒီပြင်သူမအင်္စာမလာဘဲနဲ့ပြုလုပ်တယ်ဆိုတာလာမယ်အဲ့တော့ day 1မှာပဲပါတယ် do does မှာသူမဘာနဲ့တွဲလဲ dust နဲ့တွေ့တယ်နော် dust နဲ့တွေ့တယ် she dust ဟုတ်ခံရတဲ့ဟာပြုတ်လို့ချင်းခံရတာလိုက်ရှာမယ်ညဘက်အာအချိန်အခန်းထဲမှာအဲ့ဒါနေတာသူမရဲ့အင်စာဒါပြုတ်လို့ချင်းခံရတာသူမရဲ့အင်စာနှလုံးတွဲလေးခံရတာမှာနှလုံးတွဲလေးသူမဤနဲ့အင်စာနဲ့ပေါက်ဆက်ထားတာအဲ့တော့ object ထဲမှာနှလုံးပေါက်ဆက်ပြီးထည့်ရတော့သူမဤဆိုတာက possessive adjective ဒေတုမှာပါတယ်မှတ်မိသေးလားဟာအင်စာကပါလဲဆိုရင် homework အဲ့တော့ဘာဖြစ်သွားလဲဆိုရင် she does her ဒါခေနော် homework ကဲ subject ပြီး verb ပြီး object ပြီးနေရာလေးရမယ်နေရာလိုက်ရှာတော့အခန်းထဲမှာအခန်းထဲမှာသူရဲ့ဒီစောက်ပုံကအခန်းထဲမှာဒီဒါဘာလို့ခေါ်လဲဆိုရင် preposition နဲ့ phrase လို့ခေါ်တယ်ပြောချင်တာက preposition နဲ့ noun လေးနဲ့ပေါင်းထားတာအဲ့နှစ်ခုပေါင်းမှာနေရာလေးရမယ်အဲ့ဒါကိုရင်းပြောင်းပြန်လေးရရတယ်အထဲမှာကိုရေးပြီးမှအခန်းကိုရေးလို့ရတယ်အထဲမှာ in အခန်း the room ဟော in the room ဆိုတော့ ဒီ preposition နဲ့ phrase လေးပေါ့နော် preposition လေးပါလို့ phrase ဆိုတာကစကားစွဲလေးစကားစုလေးပေါ့ in the room ဆိုတာစကားစုလေးအဲ့ဒါကို preposition နဲ့ phrase လို့ခေါ်တယ်အဲ့ဟာဘာအတွက်ကျွန်တော်ကဒါကိုဖောက်ပြီးသင်ရလဲဆိုရင်နေရာမှာတွားပြီးတော့ထက်တအောင်လို့အဲ့တော့ in the room အခန်းထဲမှာဟောတစ်ခါပါလောင်းမလဲအချိန်ညဘက်တွင် night မှာတွင် တွင်ဘာလို့ခေါ်လဲဆိုရင် at ညဘက်ကဘာလို့ခေါ်လဲဆိုရင် night အဲ့တော့ at night she does her homework in the room at night ဒါဗမာအင်္ဂလိပ်စာရဲ့စီစဉ်ပုံပေါ့မြန်မာလိုဆိုရင်သူမသည်ပြီးလို့ရှိရင်သူမရဲ့အင်္စာကိုဟော subject ပြီးရင်သူကဘာလဲ object ကြီးလာတယ်ပြီးလို့ရှိရင်အခန်းထဲမှာနေရာလာတယ်ပြီးရင်ညဘက်တွင်ဆိုရဲအချိန်လာတယ်ပေါ့ပြုလုပ်တည်ဆိုရဲ verb ကဗမာစာမှာနောက်ဆုံးမှာအင်္ဂလိပ်စာမှာ subject ရဲ့အနောက်မှာအဲ့ကွာချမှုကိုမှတ်ကောင် အင်္ဂလိပ်စာကြောင်းတွေကိုရေးချင်တဲ့သူဒီ subject verb object နေရာအချိန်ဆွဲဒီပုံစံတစ်မျိုးမှတ်ထားမယ်နောက်ထပ်ပုံစံတွေလည်းလာအောင်မယ်ပေါ့အဲ့တော့ဆရာဒါလေးတွေဘာကြောင့်သင်တာလဲဆိုရင်ဒါလေးအကုန်လုံးဒီအတွက် preposition နော်သို့ဒါ preposition ကြာအောင်ဒါ preposition ဒါတွေဟာ day form မှာတက်ခဲ့ပြီးပြီဒီနေ့ဒါလောရတော့မှာအဲ့ preposition နဲ့ဒါနဲ့တွဲထားတဲ့ဟာဘာလို့ခေါ်လဲ preposition နဲ့ phrase လို့ခေါ်တယ်အဲ့တွဲလေးတွေဟာနေရာနဲ့ပတ်သက်နေရာမှာတွားထည့်မယ်ဟောအချိန်နဲ့ပတ်သက်ရင်အချိန်မှာတွားထည့်မယ်အဲ့လိုထည့်လို့ရအောင်လို့ ဒီ proposition phrase လေးကိုသုံးခုနာဖြစ်တယ်ပေါ့နော် subject verb object ကနည်းနည်းပြောရင်နားလည်တယ်ဒါအတွဲလေးတွေဖြစ်တဲ့ကြောင့်ဒီတစုတစုဆောင်ရင်လောက်တာပြီးရင်ဆက်ပြီးတော့ဖြန့်ထုတ်မှာပေါ့နော်အဲ့တော့အခု high လို့ပဲဗီဒီယိုလေးကိုဒီဟာလေးကိုမလောက်ခင်ပါကျွန်တော်ခဏလေးရက်ရက်ပြီးလို့ရှင်ဘာလုပ်မလဲဆိုလို့ရှင်အာဖြည့်ကြည့်မယ်ပေါ့နော်ဘယ်နှမတ်ရမလဲအတွက်ကိုအတွက်ကို proposition လို့ခေါ်တယ်အတွက်ကိုအရင်ရေးမယ်ပါတီဘွက်ကိုနောက်မှရေးမယ်ခဲ့အဲ့ဒါဆိုရင်ဗီဒီယိုလေးကိုဆက်ပြီးတော့ရေးကြည့်လိုက်ပါဟုတ်ပြီပြီးသွားပြီဆိုလို့ရှင်ကျွန်တော်အဖြေတက်ရအောင် အတွက်ကိုဘယ်လိုခေါ်လဲဆိုရင် for ပါတီဘွဲရပါတီအဲ့တော့ for the party အဲ့ဒါပါတီဘွဲအတွက်နောက်တစ်ခါနှစ်နာရီကြာအောင်ကြာအောင်လို့ပြောရတဲ့ဘာကိုမြင်ရမလဲဆိုတော့ default မှာပြောထားခဲ့ပြီးပြီကြာအောင်ကဘာလဲဆိုလို့ရှိရင် for for မှာကအတွက်ရဲ့ကြာအောင်လဲလို့အဓိပ္ပာယ်နှစ်ခုရှိတာနှစ်နာရီဆိုတော့ 2h h o u r hour အများ hour အကြာချိန်ကြီးရွတ်လို့ရတယ်ဒါကြောင့် hour မှာ s ထည့်ပဲစတိုးဆိုင်တို့ တို့ရန်ရတာတို့ဆိုတာ to store က store ပဲဆိုတော့ to the store s t o y store shop လို့ရေးလဲရတယ်ခရီးစဉ်အကြောင်းအကြောင်းလို့ပြလိုက်တဲ့တပြိုင်တည်းထက်ပါပါလားမလဲဆိုရင် about ခရီးစဉ်က trip about the trip ဘူတာယုံမှာ night မှာ twin at ဘူတာယုံက station at the station အော်နောက်တစ်ခါကရိယာများနှင့်အတူဒီနှင့်လေးကို ဘယ်လိုခေါ်လဲအဲ့ဒါကိုသုံးတယ်ကရိယာလေးတွေကိုသုံးပြီးရလုပ်တယ်ဆိုတော့ with နော်ကရိယာက tools ဆိုတော့ with the tools t o o l s to to အတလုံးမမရလဲ with နေနိုင်တော့မဆိုးစပိန်ဖြင့်ဖြင့်ဆိုရင် by စပိန်က bike by bike by နောက်မှာရှိတယ်ရင်နေရကြတော့များသောဖြင့် they တွေထည့်ရေးလို့မရှိဘူး by car နော် by bike အဲဒီလိုပဲသုံးတာအဲ့တော့ဒီမှာ they မထည့်ရဘူးပေါ့နော်အဆုံးအထိအထိရဲ့တိုင်အောင်ရရပါလဲ anti မဆုံးက ant anti the ant ant ဆိုတာ ant ဆိုတာအအတန်လေးထွက်တဲ့အတွက်ကြောင့် the လို့အတန်ထွက်ရမယ် anti the ant ဟောနောက်ကစုညံမှုကြောင့်ကြောင့်ကိုနှစ်မျိုးတောင်တင်ထားတယ် because on နဲ့ due to ကြိုက်တာနဲ့ရေးလို့ရတယ်ဆရာကတော့ due to လို့ရေးလိုက်မယ် due to စုညံမှုက noise due to the noise ငါတကောင်ကဲတူကဲတူလို့ပြောတယ်လည်းဘာကောင်းနေရပေါ်လာမယ် default ကိုကြက်ပြီးကြက်ထားမှဒါကိုရမှာနော်ကဲတူက like ငါတကောင်က avert ဒါဆိုရင်ဒကောင်ဖြစ်တဲ့ကြောင့်ဒဲအစာအေကိုသုံးထားရပေါ့ဟုတ်ပြီဒီအတွဲလေးတွေကဘာမှသွားထည့်မှာလဲဒီအတွဲလေးတွေက subject verb object ရဲ့နောက်မှာလိုအပ်တဲ့နေရာမှာထည့်အောင်အဲ့အတွဲလေးတွေကိုအရင်မှအောင် လုပ်နိုင်ရမယ်ပေါ့နော်ကဲအဲ့တော့ day 7ကြာရင်တော့ဘာကြီးဆက်ပြီးတော့လေ့လာမယ်ဆိုတော့စောင့်ကြည့်လိုက်အောင်နော်